မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကထိုင်းနိုင်ငံကိုအလဲပါသွားရောက်ရင်းနဲ့ထိုင်းနိုင်ငံရဲ့ထိုင်းတော်ဝင်လေးတာတမိုင်းပြရဲကိုကျွန်တော်သွားရောက်လေ့လာခဲ့ပါတယ် So Royal Thai Air Force Museum လို့ခေါ်ရဲပေါ့နော်ဒီထိုင်းလေးတာတမိုင်းပြရဲမှာဆိုရင်ဒီထိုင်းနိုင်ငံရဲ့ဒီလေးတာတမိုင်းကြောင်တွေအလေးတာဖွဲ့စည်းပုံတွေလေးနေနိုင်ငံတွေမှာကိုယ်တိုင်တိစောက်ဖို့ကြိုးစားတာတွေကိုပြသထားသလိုပဲ ့ထိုင်းနိုင်ငံကပိုင်ဆိုင်တဲ့စစ်ဘက်3လီရင်တွေတိုက်လေရင်တွေပေါ့နော်စစ်ဘက်3တိုက်လေရင်တွေအဲဟဲ့ရင်တွေဒီလူနာကေဆေးရင်တွေနဲ့ဒီထိုင်းကိုပိုင်ဆောက်အဲလင်းပြောင်းတွေကိုလည်းပဲခင်းချက်ပြသထားပါတယ်ဆိုတော့ right time air force ပေါ့နော် RDAF လို့အတူကောက်ခေါ်ရဲဒီ time leader ပြလိုက်ကိုတော့ကျွန်တော် PDS စီးပြီးတွားရောက်ခဲ့ပါတယ်ဆိုတော့ major တို့တွားရောက်ခြင်းလဲဆိုရင်တော့ဒီ initial ဆုံး PDS station မှာတဆင်းပေါ့နော်ဒီ right time air force museum station ကိုဓာတ်ရိုက်တော့နောက်မှာလဲ ာကျွန်တော်ကတော့တနိုင်လောက်ပေါ့နော်အာယထာစီပြီးတော့အဲဒီပြတိုင်းနာမရှိရဲ့ဒီအာစတေရှင်ရောက်ရှိခဲ့ပါတယ်ဆိုတော့ဒီစတေရှင်ရဲ့အားရမော်အာထွက်လိုက်ခဲ့မယ်ဆိုရင်တော့လေကားလေးဆင်းနိုင်မယ်ဆိုရင်အာစတေရှင်ကထွက်ပြီးတော့လေကားဆင်းမယ်ဆိုတော့ကျွန်တော်ဒီပြတိုင်းရဲ့ဒီဝင်မောက်တဲတဲကိုရောက်ရှိတာဖြစ်ပါတယ် အဲဆိုတော့ဒီပြားရိုက်ဝင်ဝင်ကျင်မှာတော့ဒီထိုင်းနိုင်ငံရဲ့လေချောင်းဖခင်လို့ပြောလို့ရရပါတော့။အာဂျူလာလောကွန်လို့ခေါ်တဲ့ဒီဘယင်ရာမာ5ရုပ်ထုကြီးရှိပါတယ်။ဆိုတော့ဒီဘယင်ကဆိုရင်အာသူပါသူ့ရဲ့လက်ထံမှာဆိုရင်ဒီအင်္ဂလိပ်ရဲ့အင်္ဂလိပ်စနစ်တွေဥရောပစနစ်တွေကိုသူကထိုင်းနိုင်ငံထဲကိုအာယူဆောင်ခဲ့တဲ့သူတယောက်ဖြစ်တယ်။နောက်ပဲကျောင်းစနစ်တွေတရားဝင်စနစ်တွေအာစီရေးအုပ်ချုပ်ရေးစနစ်တွေကိုသူကပြုပြင်ခဲ့တဲ့သူတယောက်လည်းဖြစ်တယ်။ပြီးတော့အထွေထွေကျက်တဲ့မှုတွေကိုဖြေရှင်းတဲ့ဒီနိုင်ငံကြီးမှာလည်းသူကအောင်မြင်မှုတွေရရှိခဲ့တယ်။အာပြီးတော့ကျွန်းစနစ်ပေါ့နော်အထူးသဖြင့်တော့ဒီလူရန်စာစနစ်ကိုလည်းပဲသူပြုပြင် င်ခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။ဆိုတော့လေဒါနဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းသူကထိုင်းနိုင်ငံမှာအာထိုင်းတပိုင်းတစ်ချောင်းမှာပေါ့နော်ဆိုတော့လေဒါဖွဲ့စည်းဖို့ကိုသူကစတင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့သူကဒီ Right Time Air Force Museum ရဲ့ computer တို့အဖြစ်ပေါ့နော်သူထားရှိခဲ့တာဖြစ်ပါတယ်။ဆိုတော့အာသူရဲ့တက်တန်အတွင်းမှာလည်းပဲ အတိုင်းပြည်တူတောင်အောင်ဆောင်ခဲ့တဲ့ visionary king တို့ဖြစ်တဲ့ကြောင့်မလို့ပါနော်လူတော်တော်များကလည်းသူ့ကိုချစ်ခင်လေးစားကြပါတယ်ဆိုတော့ဒီရထုကြီးရဲ့နောက်မှာတော့ပြရတဲ့ပင်မအဆောင်ရှိရပေါ့နော်ကျွန်တော်ကတော့ဒီပင်မအဆောင်ကိုအရှင်မွေမင်းနဲ့ဒီဘက်ဘက်မှာရှိတဲ့လေရင်တစ်ဖက်ကိုတွားကြည့်ခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့တူတူလိုက်ကြည့်လိုက်အောင်ပါ